လူနိုင်နေဆိုတာဟာတမန်အပြည့်လူနိုင်ရတာမဟုတ်ဘူးနော်လူကျင်တဲ့စိတ်ကလည်းရှိဖို့လိုသေးတယ်ဒါကြောင့်မို့ကုသကောင်းမှုတစ်ခုလူတန်းမှုဆိုတဲ့ကုသကောင်းမှုတစ်ခုဖြစ်ဖို့ရာအတွက်အကြောင်း၃ပါးစုံစည်းမှုရှိဖို့လိုအပ်တယ်ပေါ့အကြောင်း၃ပါးဆိုတာလူစရာပစ္စည်းကလည်းရှိတယ်အလူကံပုဂ္ဂိုလ်ကလည်းရှိတယ် လူကျင်တဲ့တရားကလည်းရှိတယ်အဲသုံးခုဆုံးမှဖြစ်တယ်အခုလူတရားလာနာတယ်ဆိုတာလည်းပဲတူတူပဲနော်တရားပွဲကလည်းရှိတယ်တရားနာဖို့အခြေအနေကလည်းပေးတယ်နာကျင်တဲ့စိတ်ကလည်းရှိတယ်ဆိုဟုတ်တမန်အဖြစ်နာပြတာမဟုတ်ဘူးတရားဆိုတာကုသကောင်မှုဆိုတာလည်းတူတူပဲအကြောင်းပေါင်းစုံမှဖြစ်တယ် အကြောင်းတစ်ခုတည်းမဖြစ်ဘူးတရားတော်နာကျင်ပါရဲ့တရားပွဲမရှိဘူးနားလို့မရဘူးဟုတ်တရားတော်နာကျင်ပါရဲ့တရားပွဲလည်းရှိတယ်မအားလတ်ဘူးမနာနိုင်ဘူးတရားပွဲလည်းရှိတယ်ဒီအချိန်လည်းရှိတယ်နာကျင်စိတ်မရှိဘူးဆိုရင်မနာပြပြဟုတ်အဲ့လိုအဟံတာဖြစ်မဲ့အကြောင်းတရားတွေကိုယ်မှ မရှိဘဲနဲ့ အကျိုးပြုတဲ့အကြောင်း၃ရပ်ကပေါင်းဆက်လာလို့ခုချိန်မှာတရားနာရတယ်ဆိုတဲ့အကျိုးတစ်ခုဖြစ်ပေါ်လာဒါနဲတဲ့အခွင့်အရေးမဟုတ်ဘူးတမန်မတွေ့ထို့တူပဲကိုယ့်လက်ထဲမှာကိုယ်မှာလှူစရာလည်းရှိတယ်အလူကပုဂ္ဂိုလ်ကလည်းရှိတယ်လှူခြင်းနဲ့တရားကလည်းရှိတယ်ဆိုဒီ၃ရပ်ပေါင်းဆက်လိုက်တဲ့အခါလှူဒန်းမှုဆိုတာဖြစ်သွားတယ်အဲ့ဒီ၃ရပ်ပေါင်းဆက်လို့လှူဒန်းမှုဆိုတဲ့ဖြစ်သွားတာ ਨੇ တပြိုင်တည်း ုရင်နဲ့နှလုံးထဲမှာကုသတရားဟာကိဉ္ဝရောက်ရှိသွားတာဖြစ်တယ်။ဥပမာနဲ့တူတော့ဆိုရင်ကုသတရားရင်နဲ့ရောက်သွားတာဟာတစ်ပင်တစ်ပင်ကအသီးသီးတာနဲ့အလားတူတယ်။အသီးသီးလို့ရှိရင်အဲ့ဒီအသီးထဲမှာအစိတ်အစိတ်ထဲမှာ အပင်ထုတ်လုံနိုင်တဲ့တတ္တိဆိုတာပါလား။ကနောက်တစ်ပင်ထုတ်လုံနိုင်တယ် တရေပင်ကတရေသီးလေးတီးလာတယ်။တီးလာတဲ့အထက်မှာတရေစိတ်လေးပါလာတယ်။အဲ့ဒီတရေစိတ်လေးကအပင်ကိုနောက်အပင်တစ်ခု ဖြစ်ပေါ်စေနိုင်တဲ့စွမ်းရည်တတ္တိဒီတရေစိတ်တွေမှာပါလာတယ်။မြေနဲ့ရေနဲ့အလင်းသင့်ပြီးဆိုတဲ့အခါမှာသူဟာအပင်ကိုဖြစ်စေမှာ။ထို့သူပဲဘုန်းကြီးတို့တွေရဲ့ရင်ထဲနှလုံးထဲမှာဖြစ်တဲ့ကုသိုလ်တရားတွေဟာအတီးတဲကအစိတ်ပမာ ဘဝမှာအကျိုးပေးဖို့အခွင့်သားလာပြီဆိုလို့ရှိရင်သူကအကျိုးပေးမှာပဲဖြစ်တယ်။ပျောက်ပြက်သွားမှာမဟုတ်ဘူးဒီစွာရင်တတ္တိဟာကဘာပေါင်းများစွာကြာတော်လဲပဲမျိုးစေ့ဟာအပင်ပေါင်းနိုင်တဲ့စွာရင်တတ္တိရှိတယ်ဒီလိုဆိုတယ်။အဲ့တော့ကံမျိုးစေ့လေးတွေကုသဏ္ဍလဲမှာကောင်းတဲ့ကုသမျိုးစေ့တွေစီဘူးအထုံးမိဖို့ဆိုတာအချိန်တရာမှတစ်ချိန်လောက်သာဖြစ်တယ် မကောင်းတဲ့အကုသိုလ်မျိုးစိတ်တွေကသာလေတရားတွေမှာများနေကြတာဖြစ်တယ်ပေါ့ဒါကြောင့်မို့ကုသိုလ်စိတ်လေးတစ်ချိန်တစ်ခါဖြစ်လိုက်လို့ရှင်တရားတွေဟာအဆင့်မြင့်သွားပြီးကောင်းကျိုးချမ်းသာမှလူလာဖြစ်ကြတယ်ဆိုတာကုသိုလ်မျိုးစိတ်အကျိုးပေးတဲ့အလက်ရရှိလာလို့သာဖြစ်တယ်ပေါ့အေးလူဖြစ်လာတဲ့အခါမှာ ကုသကံရဲ့အကျိုးပေးလို့လူဖြစ်လာတာကိုမိမိမျောမျောနဲ့မကောင်းတဲ့အမှုတွေကိုသာလုပ်ပြုလုပ်ပြီးတော့ဘဝတစ်ခုဆုံးသက်သွားမယ်ဆိုလို့ရှိရင်လာမယ့်ဘဝဟာကိုယ့်အတွက်ကောင်းနိုင်စရာအကြောင်းရှိဘူး